လူစားနဲ့ခံရခြင်းမှာအခုလိုလုပ်ခဲ့တဲ့ရာကိုဝေဖန်နေကြတဲ့ချင်းစီဖန်များချင်းစီတို့ကတော့လန်ဒန်ဒါဘီမှာလန်ဒန်ကအပြာရောင်ဖြစ်တယ်ဆိုတာကိုစပွားကိုဝင်ခွင့်မှာကလင်းရှင်းနဲ့နိုင်ယူပြီးတော့တက်တင်ပြနိုင်ခဲ့ပါတယ်ချင်းစီကစားသောဘုံကဒေါ်လေးကိုလည်းပြားခါခြင်းစရာကောင်းပါရင်အသင်းလိုက်စုဖွဲ့မှုဒူးချင်းစကေးဖြတ်ကျော်မှုပေးဖို့မှုစသဖြင့်ဖက်ပေါင်းစုံကနေပြည့်စုံလွန်ခဲ့တာပါ 15ချိန်ဒီနေ့ကန်သွင်းခဲ့ပြီးတော့9ချိန်ထိ go out တည်ခဲ့တာပါ။ပြည်သက်တောင်းချီရှိတဲ့ Tottenham Hotspur ကွင်းထဲမှာ Spurs ကိုခုလိုဆော့ပြနိုင်ခဲ့တာကတော်လေးကိုကောင်းလို့ပဲဖြစ်ပါတယ်။ဒါပေမဲ့ဒီပွဲမှာ Chelsea ကတော်လေးကောင်းခဲ့ပေမဲ့ဒီကစားသမားရဲ့လုပ်ရက်ကိုတော့ Chelsea ပြည်သက်တွေကတော်လေးကိုဝေဖန်နေကြပါတယ်။အဲ့ဒါကတော့လူစားလဲတဲ့အချိန်သူကလူစားလဲလို့ဆိုပြီးစိတ်ဆိုးသွားတဲ့ကာနာချူကပါတကယ်ဆိုရင်အသင်းက တဘောကမရှိနဲ့မင်း60လောက်ထိဥဆောင်နေဒီမှာကမ္ဘာပေးရအောင်ထင်ကစားတော့ဖို့လိုပါတယ်။ဒါကြောင့်ထင်ကစားဖို့ဓမ္မမုတ်ကစားခွက်ပြောင်းလဲလို့ဖို့အစားသဖြင့်ပွဲပြီးတဲ့အထိအဲ့လိုပုံစံနဲ့ကစားသွားနိုင်မယ့်သူကိုနေပြားကသူ့နေရာမှာလူစားလဲလိုက်တာကိုကာနာချိုကစိတ်ဆိုးသွားတာပါ။သူအရှင်ရနေတဲ့အထင်းကလည်းနိုင်နေတဲ့ဘာကြောင့်ငါ့ကိုလူစားလဲတာလဲဆိုတဲ့အတွေ့အကြုံနဲ့ကာနာချိုက professional မဆန်တဲ့ပုံစံတွေကိုပြသခဲ့တာပါ။ နေရကဘယ်အချိန်မှာပါလို့မဲဆိုတာကိုကောက်ကောက်သိပါရယ်ဂါဒါဇော်လူစားလေးတာကလည်းအကြောင်းရှိပါရယ်ဒီတော့ပွဲထွက်ခွင့်ပေးတာကိုကျေးဇူးမတင်မနဲ့မင်းအများကြီးပေးကစားပြီးမှလူစားလေးတာကိုစိတ်ဆိုးနေရင်တော့အရန်ကုန်ကနေမထားရတော့မဲ့အဖြစ်မျိုးနဲ့တော့ဂျုံတွေ့သွားနိုင်ပါရယ်နောက်ပြီးလူစားလေးတာကိုစိတ်ဆိုးတော့တာထွက်တဲ့ကစားမများဆိုအတင်းမှာအကောင်းဆုံးဆိုတဲ့ကစားမတွေပဲများပါရယ် ဥပမာ Ronaldo Messi နေမာတို့လိုကစားသမားမျိုးတွေပါဒီကစားသမားတွေကိုတင်ရရတဲ့ယာယီမှုမဟုတ်ဘဲကစားနေရင်လည်းအကြောင်းပဲတက်တက်လူစားသွားနိုင်မယ်ဆိုရင်အသင်းနဲ့အတော်လေးကိုတိုင်ပတ်သွားနိုင်တယ်လို့လူစားလေးခင်ရတဲ့သူတို့လည်းအတော်လေးကိုစိတ်ဆိုးသွားကြမှာပါအဲ့လိုဖြစ်ခဲ့မှုတွေဖြစ်ရနေလည်းများစွာရှိပါတယ်ဘာလဲဆိုတော့ဒီကစားသမားမျိုးတွေကပဲပွဲအဖြေကိုပြောင်းပေးနိုင်တဲ့ကစားသမားတွေမဟုတ်လို့ပါဒါပေမဲ့ကာနာချူကတော့ပွဲအဖြေကိုပြောင်းပေးနိုင်ဖို့နေနေတာတော့ပွဲထွက်ကစားခွင့်ရဖို့တော့ရုန်းကန်နေရတာပါ ဒီတော့အခုစပါနယ်ပွဲမှာဂါနာချိုယုံမီကစားခဲ့တဲ့တိုင်အောင်သူကလူစားလဲလိုက်တာနီးပြမမှာပါဘူး။ခွင်းထဲမှာကန်နေတဲ့ကစားမတွေအားလုံးထက်ကိုပိုတိလို့နီးပြဖြစ်နေတာပါ။ဒါကြောင့်စိတ်ဆိုးနေတဲ့ဂါနာချိုကသာချီးကျူးခံရမယ့်အစားဘာမဆိုင်ညာမဆိုင်စိတ်ဆိုးသွားတဲ့အတွက်အခုတော့ပရိသတ်တွေရဲ့စကားလုံးနေနဲ့စွန်ကြီးဝိုင်းလောင်းတာကိုခံရတော့မှာပဲဖြစ်ပါတယ်။ငွေကလေးကဂါနာချိုကိုဝယ်မိတာချင်းစီလို့မားပြီလို့တွေးနေတယ်လို့ကြည့်ရှိမှာအခုလိုသွားလို့ပြတော့ကုကညမာကိုဖန်နှင်းလိုက်တယ်လို့ပဲပြောအောင်ပါ။ ကြောင့်တကယ်ဆိုရင်ခုလိုပွဲကြီးမှာပွဲထွက်ခွင့်ပေးတာကတော့ကာနာချိုကကျေးဇူးတင်ရမှာပါအဲ့လိုမဟုတ်ဘဲမိမလိုစိတ်ဆိုးပြလိုက်တော့နောက်ပွဲကျရင်ပွဲထွက်ခွင့်ရဖို့တော့ကာနာချိုကမတိကြတော့ပါဘူးဒါပေမဲ့ချင်းစီကတော့ဆက်ပြီးတော့ကောင်းနေဥပါပါကာနာချိုကိုပွဲမထုံနဲ့ရိုင်းသွားမယ်အသိမျိုးမဟုတ်ပါဘူးအခုပဲကြည့်ပါကာနာချိုတဲ့ပိုကောင်းနေကိုပါမမပါမင်းနဲ့တော့ချင်းစီတို့ကပြန်ပွဲဆုံးမှာနိုင်ပွဲတွေဆက်လာနေပါပြီဒီတော့ဟိုလိုရှိမှဒီလိုရှိမှမဟုတ်ပါဘူးဘယ်သူနဲ့မှမရှိရင်ချင်းစီကဖြစ်ပါရင်ဒါကြောင့်အသိမရင်းရှင်ပုံမှန်လေးကစားခြင်းနဲ့ဆိုရင်ကာနာချိုနေနဲ့အခုလို clean စံနဲ့ပြုမှုတွေကိုရှောင်ကျဉ်ဖို့တော့လိုပါလိမ့်မယ်